စားကြရဘူးအစ်စ်ကောင်စီကအဲ့လိုတင်းတင်းကြပ်ကြပ်လှုပ်လာတဲ့အပေါ်မှာလည်းအဲဒါစီအရာနော်ဒီကကလည်းပြန်ပြီးတော့ သမရဖြစ်ရင်မင်းအောင်လိုင်းရတရားချေပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လွန်ခဲ့တဲ့ရက်တရက်ဘက်ကောင်မစစ်ကောင်းဆောင်မင်းအောင်လိုင်းကနှစ်ထောင်ပြည်နှစ်တင်ကထရီကန်ဒေတာတိုင်းမှုလုပ်ခဲ့တဲ့ဂျိုင်းတုံကိုထတ်သွားတယ်။2021ခုနှစ်မှာစစ်အာဏာသိမ်းပြီးနောက်ရှမ်းပြည်အရှေ့ပိုင်းကအဲ့ဒီမျိုးကိုတူတွားတာအကျိန်ပေါင်းမနေတော့ဘူးအကျိန်တိုင်းမှာတူတွားတဲ့အကြောင်းရင်းကအတူတူပဲမြမအနီမြမဟန်ကမ်မီရာအတန်းနဲ့ရေတရာချေဖို့တာဖြစ်တဲ့သူအခုနောက်ဆုံးခီးစစ်မှာတော့မြမပြည်နေရဲ့အဆောင်ရောင်၅ခုနဲ့တခုဖြစ်တဲ့ ယတနာတရပူကိုလောကတရပူပြားမှာမေလ24ရက်နေ့ကဌာပနာတင်နေသူနဲ့တူသူကိုးခွယ်ရင်ယတရားခါတော့ပြီးဘုံကြီးဖြစ်သူစကားမပြောတဲ့ဝစီဘိတ်ဆရာတော်လည်းပါတယ်။သူတို့နှစ်ယောက်ကြာကဆက်ဆိုင်ကမင်းအောင်လိုင်းအဲ့ဒီစစ်တမ်းမှာတိုင်းမှုလုပ်တဲ့နှစ်ထောင်ပြည်နှစ်တွေကစတင်နေအဲ့ဒီပုံကြီးကအာနာသိန်းစစ်ကောင်းဆောင်ရဲ့လက်ခတ်ပေးတဲ့အကြံပေးလို့အများကယူဆကြပြီးရတရားလီနဲ့ဆင်အာနာသိန်းမဆန့်ကျင်ဆန္ဒပြသူတွေကိုဥကောင်းကိုပြဖို့လုံခြုံရေးတပ်တွေကိုအမိန်ပေးဖို့ဆင်အာနာရှင်မင်းအောင်လိုင်းကိုအခါတော်ပေးသူလို့စွပ်စွဲခံရတယ် ခေတ်ကိုပြောင်းဖို့ခေါင်းကိုပြစ်လို့လူမှုကွန်ရက်မှာကိုးကပြောကြပါရယ်စစ်ကောင်စီရဲ့ဖြိုခိုင်းမှုအစိုးပိုင်းရဲ့တွေမှာတပ်ဖြတ်ခံရတဲ့ဆန္ဒပြသူများဆိုတာဥကောင်မှာတီးဆန်တန်ရာနဲ့တည်ဆောင်ကြပါရယ်စစ်ကောင်စာမယောင်လိုင်းကဝစီဘိတ်ပြာတော်ရဲ့လမ်းညွှန်မှုနဲ့2015ခုနှစ်ကလေးကတည်ထားတဲ့ကျိုင်းတုံမျိုးစုံကဗုဒ္ဓဥယျာဉ်မှာလည်းဖျားတဆူကိုအနီကစားတင်ခဲ့တယ်စစ်ကောင်စာမယောင်လိုင်းကဒီဇင်ဘာလအတွင်းရွှေကောက်ပွဲလုပ်ဖို့တွန်းအားပေးနေချိန်မှာအခုအခမ်းအနားကိုသူတို့မြောက်ပြုလုပ်တာဖြစ်တဲ့ မြန်မာကပြည်သူများပြားကတော့အဲ့ဒီယတနာတရဖို့လူတာယတရားလိုပဲမြင်ကြတယ်။ကန်ဆုံးမှုတွေကိုရှောင်ပြီးကန်ကောင်းခြင်းဖြစ်စီမဲ့မြန်မာဘာသာရေးယတရားပေါ်စကောင်းဆောင်မင်းအောင်လိုင်းနဲ့စန်နီဒေါ်ဂျူဂျူလာတို့ကြိုင်းတုံရှင်လောကတရဖို့စီဒီမှာယတနာကောင်းပေါင်းတရဖို့ကိုမေလာ24ရက်ကကတ်လူရဲ့ပုံတွေကိုလည်းပေါ်ပြထားပါတယ်။မြန်မာပြည်နေနဲ့တက်တဲ့တရဖို့ပုံသူကိုထပ်နာရဟာသူတမနာဖြစ်ဖို့အခွင့်အရေးကိုကန်တက်စေဖို့လို့မြန်မာပြည်သူတွေနားလည်ကြပါတယ်။စကောင်းစီကောင်းဆောင်မင်းအောင်လိုင်းကတမနာဖြစ်စိတ်တစားအတွက်ကြော်ကြားနေတာတော်တော်ကြာပါပြီ။ ။နိုဝင်ဘာရွှေကောက်ပွဲမတိုင်ခင်လအတန်ကြာ2020ပြည့်နှစ်အစပိုင်းမှာမင်းအောင်လိုင်ကဝစီဝိဆရာတော်ရဲ့လမ်းညွှန်မှုနဲ့ပကံကရှင်းအောင်တီးလို့မင်းလို့ဘုရားမှာတီးတော်တင်နေရှင်းအောင်ထုံနဲ့ဆင်လာရာတီးလို့မင်းလို့ဘုရားမှာလူတန်းနဲ့ဘရင်တွေကဖုံးကန်တက်ပြီးတီးနှန်းရှည်ကြစီရဲ့လို့ယုံကြည်နေ။ဘုရားရဲ့ဘုရားကဗမာပြည်နည်းရဲ့အဆောင်ရောင် ဒီနန်တောင်းနေလို့အထိပယ်ရတဲ့စစ်ကောင်းဆောင်မရောက်လိုက်အတွက်မျိုးလင်းချက်တွေကစစ်တပ်လက်ဝေကပြည်သူ့စုချက်ခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP 2020ပြည်နယ်ရွှေကောက်ပွဲမှာလွတ်တော်နေရအနည်းဆုံး26ရာခိုင်နှုန်းအနိုင်ရရေးပေါ်မူတည်ခဲ့တယ်။အဲ့ဒီ26ရာခိုင်နှုန်းရရင်စစ်တပ်ကခန့်နဲ့25ရာခိုင်နှုန်းနဲ့ပေါင်းလိုက်ရင်တမရဖြစ်ဖို့လုံလောက်တဲ့အမြင်ရပြီ။ဒါပေမဲ့အဲ့ဒီရွှေကောက်ပွဲမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ကတောင်းပြကမ်းပြနိုင်တဲ့အခါ သူ့ရဲ့အိမ်မက်ဟာတစားစီပြုတ်ကွဲသွားတယ်အဲ့ဒီအိမ်မက်ကိုပြန်လဲတက်သွင်းဖို့သူအနာတိုင်းမိရက်သားဆုံးရကိုဖြုတ်ချကနိုင်ငံကိုပြုပင်းရေးဖြစ်စေမြမပြည်သူတွေရဲ့အမြင်မှာတော့အခုနောက်ဆုံးလုပ်တဲ့ပါပိုင်းတနေထုံခန်းဟာဒါမဲ့ဒီဇင်ဘာရွှေကောက်ပွဲအတွက်ပြင်ဆင်တဲ့ရည်ရည်ချက်ပါမှမပေါ်ဘူး ဗလန်၂၈ရက်နေ့ငလင်ကစကိုင်းမန္တလေးနဲ့သူရဲ့ဌာနချုပ်နေပြီးတော့မှအကြီးအကျယ်ပြည်စီပြင်းတော့စကောက်ဆောင်ကသူရဲ့စစ်ကောင်စီအတွက်နမိတ်မကားမှုလို့ယူဆတဲ့အတွက်အီဒီလာမှာရှမ်းပြည်တောင်ပိုင်းတောင်ကြီးမှာဖျားအနီကစားတမီတုံမြန်ကကန်ဆိုးမွေကိုရှောင်ရှားဖို့ကောင်းမှုပြုကုသိုလ်ရှာတဲ့သူရဲ့လုံရက်တွေဟာအမြဲတမ်းတွေ့နေကြပုံစံအတိုင်းပဲ မောခဆိုင်ကလုံးမုံနိုင်ငံမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာတိုက်ခိုက်ချက်စီးမှုမတိုင်မီတည်ရက်အလို2023ခုနှစ်မေလ13ရက်နေ့မှာမင်းအောင်လိုင်ကဗုဒ္ဓဥယျာဉ်ရှိဝစီတိဆရာတော်တည်ထားတဲ့ဘုရားနိကစားတင်ရင်းကေဆယ်ကွန်ကြီးအစီအစဉ်တွေကိုရှောင်ရှားခဲ့တယ်။မြန်မာစစ်ကောင်းဆောင်တွေကအရန်ရှူတဲ့တယ်လို့အမိဆိုးနဲ့ကြော်ကြပြီးနက္ခတ်ပေရင်ကံမီယာကနန်းပေရင်အောက်လန်းနဲ့ရေဒီယာကိုမကြခဏအားကိုးကြတယ်။သူ့ရင်စစ်ကောင်းဆောင်တွေရဲ့ခြေလှမ်းကိုလိုက်နေပြီးစစ်ကောင်းဆောင်မင်းအောင်လိုင်ကသူ့ရဲ့အုပ်ချုပ်ရေးတရားဝင်စီစဉ်မှုတွေပေါ် ရမများတွင်နေစင်ဖြူတွေကိုကံမီရအဆောင်ရောင်နေဖြစ်တော့နေစင်ဖို့ကြတွင်ဟာဒီလိုရှာမဖြစ်စီနေဖြစ်တဲ့ကြီးမားတဲ့ပရမများတွေတမင်ဖြူဆွဲနေတဲ့စင်ဖြူတွေရှိတာကိုသူတို့ရဲ့တာဝန်မှုမင်းကောင်းမင်းမြတ်ဖြစ်မြင်ကြတယ်။ဒါပေမဲ့မင်းအောင်လိုင်းကတော့အရင်ပိုဆုံးတွေ့တဲ့တာလုံးပြီးအာနာသိမ့်ပြီးတနည်းလောက်မှာပဲကြီးမားတဲ့ပရမများကြီးတစ်လုံးနဲ့စင်ဖြူတကောင်တွေ့ရှိကြောင်းကြေညာတယ်။လွန်ခဲ့တဲ့လေးနှစ်တွင်မှာစစ်ကောင်းဆောင်ကဖျားရီကိုကြီးရောပြန်တင်ရင်အလုပ်တွေများနေခဲ့ပြီးတနိုင်ငံလုံးလက်နက်ကင်ပုံကံမှုကိုနိုင်ရဖို့အတွက် ကန်ကောင်းအောင်ဘုရားတဆူကိုရှိတပ်ပေပေါ်ရုရှားနိုင်ငံမော်စကိုထိအောင်သွားတယ်။ဘုရားနီကစားတင်တဲ့သူ့ရဲ့စိတ်တစားကသူ့မှာတမနာယူယူပြီးပူလောင်နေကြောင်းပြသတဲ့ထောက်ထားပဲဖြစ်တယ်လို့မြင်ကြတယ်။ဦးနေဝင်းကရန်ကုန်မှာမဟာဝိစီယဘုရားတည်ပြီးသူ့ကိုစက္ကန့်သူဦးတန်ရွှေကဆေယောဆူရဲ့မြို့တော်တင်မာရွှေကုန်းစီရီတော်နဲ့ပုံစံတူဥပဒါတန်နီစီရီတော်ကိုအနီကစားတင်နေမင်းရောင်လိုင်းကသူ့ချင်းရလိုင်းနေပြီးနေပြီးတော့မှကပအကြီးတော်ထိုင်တော်မူဘုရားလို့ခေါ်တဲ့ဘုရားကိုတင်နေ အဲ့ဒီမှာကဝင်စီယာဗုဒ္ဓဆင်းတို့ကမြန်မာစစ်တပ်ရဲ့အဆောင်လက်ဖွဲ့ကိုကနန်းနဲ့ဂိန်းကနန်းညာဆက်ဆက်နေတယ်။မာရာဝီစီယာဆိုတဲ့ပွဲဟာမာရာအနေနဲ့ကိုအောင်နိုင်ခြင်းလို့အတိတ်ပင်ရတယ်။၂၀၂၂ခုနှစ်ဖေဖော်ဝါရီလမှာမင်းအောင်လိုင်းကမကွေးတိုင်းကသူမွေးပွားတဲ့မင်းဘူးနဲ့ကီလိုမီတာ၂၀လောက်ပဲဝင်းနေပွင့်ဖြူမြို့နယ်ကကျင်းရွာစီပြီးတော့တဆူကိုပြန်လည်ထီတော်တင်နေသူကဖျားရဲ့ပွဲတော်ကိုတက်တာပန်းတောင်ဖြစ်ကနေစက်ကြပန်းတောင်ဖြစ်ပြောင်းခဲ့တယ်အခါတော့ပြီးနက်ခတ်ပေးရင်ဆရာရင်းရဲ့အဆိုရသူဟာဘရင်အားလုံးရဲ့ပင် စကြဝဠာမင်းဖြစ်ပေါ်မျောလင်းလို့ဖျားပွဲကိုအဲ့ဒီလိုပြောင်းတာလို့သိရပါတယ်။အဲ့ဒီဒီတင်ပွဲတွေမှာစကောင်းဆောင်ကအစင်လာစကားဖြစ်တဲ့အောင်ကြီးလို့သုံးကော်ပြီးဘာသာရေးအခမ်းအနားအောင်မြင်စွာပြီးနေအထိမ့်မှတ်လုပ်တယ်။ဒါပေမဲ့သူရဲ့ပစကအဲ့ဒီစကားကရှမ်းသူတွေကိုနိုင်ဖို့မျောလင်းချက်နဲ့အော်ရင်ရှရာလို့အသေးပင်ရာကြောင်းယူစတယ်။သူဖြုတ်ချခဲ့တဲ့ရွှေကောက်ကန်အစိုးရရဲ့ပါတီမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD နဲ့ရှမ်းတိုင်းရင်းသားဒီမိုကရေစီဖွဲ့ချုပ် SNLD လို့အတိအကျတဲ့ဒီမိုကရေစီပါတီကိုဖျက်သိမ်းပြီးရဲ့နောက် မင်းအောင်လိုင်းကဒီတခါမှာတော့ရွှေကပွဲရလနဲ့ပတ်သက်ပြီးစိတ်ပူပြမလို့ဘူးစစ်တပ်လက်ဝန်ကန် USDP ကဒီဇင်ဘာရွှေကပွဲမှာအများစုနိုင်ပြီးအတူရောင်လို့တော်ကိုလွမ်းမှုကသူ့ရဲ့ကာလကြာမြင့်ပြီးဖြစ်တဲ့တမရပြည်ရှိမှန်းချက်ကိုဖြည့်ဆည်းပေးဖို့လမ်းကင်းပြီးမဲ့လမ်းကြောင်းမှာရှိနေတယ်။ဒါပေမဲ့မင်းအောင်လိုင်းကတေချာအောင်လုပ်ချင်ပြီးရေတရာဟာသူ့အတွက်တဘာဝလုံးအသက်အာမခံဖြစ်တယ်လို့ဆောင်းပါးမှာရှင်းတာထားပါတယ်။